အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအော်တိုဘာလ16ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ Fox News နဲ့လူတွေ့မေးမြန်းခန်းမှာရုရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းကိုကျူးကျော်မှုအတွင်းနယ်မြေအချို့ကိုအနိုင်ရထားပြီးငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့တစိ့တစ်ပိုင်းအဖြစ်ယူကရိန်းနယ်မြေတချို့ကိုရယူနိုင်ကြောင်းမျှော်လင့်ထားရမယ်လို့ပြောကြားလိုက်ပါတယ်။အော်တိုဘာလ16ရက်နေ့မှာပူတင်နဲ့ဖုန်းပြောဆိုပြီးတဲ့နောက်ရက်အနည်းငယ်အကြာအဲ့ဒီမေးမြန်းခန်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖုန်းခေါ်ဆိုမှုဟာယူကရိန်းတမရဇယ်လန်စကီနဲ့အင်ဖြူတော်မှာတွေ့ဆုံမှုမတိုင်မီဖြစ်ပြီးအဲ့ဒီဆွေးနွေးပွဲမှာယူကရိန်းကိုယ်စားလှယ်အဖွဲ့အတွက်တိုမာဟော့တုံးကြီးတွေပေးရမယ်လို့အမေရိကန်ကကတိမပေးခဲ့တာကြောင့်စိတ်ပျက်စရာနဲ့အဆုံးသတ်ခဲ့ရပါတယ်။ပူတင်နဲ့ဖုန်းမပြောမီထရန့်ဟာအများပြည်သူရှေ့မှာရုရှားအပေါ်သဘောထားပြင်းထန်ကြောင်းဖော်ပြခဲ့ပါတယ်။ ါပေမဲ့နေမြေစွန့်လွတ်မှုမပါဘဲပူတင်ဟာရင်းရဲရဲသဘောတူညီချက်ကိုလက်ခံပါမလားလို့ Force News အစီအစဉ်တင်ဆက်သူ မာရီယာဘာတီရိုမိုကမေးမြန်းတဲ့အခါထရန်ကယူကရိန်းနယ်မြေဆုံရှုံမှုကို ပေါ့ပေါ့တန်တန်သဘောထားခဲ့ပါတယ်။သူကတခုခုကိုယူမှာပဲ။သူတို့တိုက်ပွဲဝင်ခဲ့ကြတယ်လေ။သူကနယ်မြေတွေအများကြီးရထားတော့နယ်မြေတချို့ကိုရယူသွားနိုင်တယ်လို့ထရန်ကပြောပါတယ်။ ထရန်ကယူကရိန်းအချုပ်အခြာအာဏာနဲ့နိုင်ငံတကာဥပဒေအကြောင်းကို လုံးဝထည့်သွင်းမပြောကြားခဲ့ပဲကျူးကျော်တပ်ဖွဲ့တစ်ခုကလက်နက်အင်အားနဲ့တင်ပိုက်ထားတဲ့နယ်မြေကိုပိုင်ဆိုင်ခွင့်ရှိကြောင်းသတ်မှတ်ယူဆခဲ့ပါတယ်။ကျွန်တော်တို့ကပဲစစ်ပွဲတစ်ခုကိုဝင်တိုက်ပြီးအနိုင်ရပြီးရင်ပြန်ထွက်သွားတဲ့တခုသီးသောနိုင်ငံပါပဲလို့ထရန့်ကပြောပါတယ်။ ဥပမာတမရဘုရှ်လက်ထက်ကအရှိအလယ်ပိုင်းမှာလုတ်ခဲ့တယ်လို့ပေါ့ကျွန်တော်တို့ဝင်တိုက်တယ်ပြစ်ခတ်တယ်နေရာတွေကိုဖျက်ဆီးတယ်ပြီးတော့ပြန်ထွက်သွားတယ်အဲ့ဒါကအတိတ်ပဲမရှိဘူးဘယ်တော့မှအတိတ်ပဲမရှိခဲ့ဘူးလို့သူကပြောကြပါတယ်စစ်ပွဲကိုအဆုံးသတ်ဖို့တဘောထူညီရဲ့ရဲ့တစိတ်တစ်ပိုင်းအဖြစ်ဒိုညက်အော်လတ်ဒေတာတစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်ခွင့်ရရှိဖို့ရုရှားကတောင်းဆိုနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ် လောကမီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။